အားလုံးမင်္ဂလာပါ Forever United ရဲ့ Facebook page နဲ့ YouTube channel ကနေပြန်လည်ကြိုဆိုလိုက်ရပါတယ်။ကျွန်တော်ဒီနေ့ပြောပြပေးသွားမယ့်အကြောင်းအရာလေးကတော့ United အသင်းမှာကံဆက်ခဲ့နိုင်မကျော်ကစားသမား9ရောက်အကြောင်းပဲဖြစ်ပါတယ်။ကျွန်တော်ဗီဒီယိုလေးမစခင်မှာကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ခဲ့ကြအောင်ပြောချင်ပါတယ်။ပထမဆုံးဆိုတော့ကျွန်တော်ဒီ United အသင်းကို2014ခုနှစ်မှာစံချိန်နဲ့ပြောင်းရွှေ့ချက်တရားနဲ့ Real Madrid အသင်းကနေပြောင်းရွှေ့လာခဲ့ကစားသမားကတော့ Angel Di Maria ဖြစ်ပါတယ်။သူကနီးပြ Louis van Gaal ထံမှာ United အသင်းကခေါ်ယူခဲ့တာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့ဒီ British စံချိန်နဲ့ပြောင်းရွှေ့ချက်တရားနဲ့ခေါ်ယူခဲ့တဲ့ကစားသမားတအုပ်ဖြစ်တယ်လို့ကမ္ဘာစံချိန်နဲ့ပြောင်းရွှေ့ချက်တရားနဲ့ ဲ့ခေါ်ခဲ့တဲ့ကစားသမားတဦးလည်းဖြစ်ပါတယ်။သူက United အသင်းမှာနာမည်ကျော်သမိုင်းဝင်နံပါတ်9ဂျာစီကိုဝစ်စင်ဝင်ရရှိခဲ့ပေမဲ့သူက United အသင်းမှာ100ဒီသာကစားခွင့်ရခဲ့တာဖြစ်ပါတယ်။သူကပွဲပေါင်း32ပွဲမှာအတွင်းကို၄ကိုသာတွင်နိုင်ခဲ့ပြီးတော့ကျွန်တော်တို့ဒီဖန်တီးမှု10ချိန်လောက်သာပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။နောက်ပြီးတော့သူကမန်ချက်စတာနှမ်းထမကိုင်ပဲ United ရဲ့ကစားသမားခေါ်ယူမှုသမိုင်းမှာကျွန်တော်ဒီ ငွေကုန်တန်းများဖြစ်ခဲ့တဲ့ကစားသမားတအုပ်ဆိုရင်လည်းမမှားဘူးပြီးရတဲ့လာဇာနဲ့ကျွန်တော်ထိုက်တနက်ခြေစမ်းမျိုးမပြသနိုင်ခဲ့ဘူးလို့ပြောလို့ရတယ်။သူက Real Madrid မှာအောင်မြင်တဲ့ခိုက်တန်တွေကိုပိုင်ဆိုင်နိုင်ခဲ့ပေမဲ့ကျွန်တော် United United အသင်းစီကိုရောက်ရှိလာတဲ့အခါမှာတော့သူအနေနဲ့ PR တွေများစွာကြုံခဲ့ရပြီးတော့ကျွန်တော်ကျွန်တော်တို့ဒီထင်းတဲ့လောက်ခြေစမ်းမပြနိုင်ခဲ့တာလည်းဖြစ်ပါတယ်။နောက်ပြီးတော့ဒီ Angel Di Maria ဆိုရင်တော့ကျွန်တော်တို့ဒီ ကျွန်တော်ရဲ့ပြည်သက်တည်းရဲ့မုံတိချင်းကိုယနေ့တိုက်ခန်းခံရရဆက်ဖြစ်ပြီးတော့သူကကျွန်တော်တို့ဒီ United Thing ရဲ့ဒီ Ultra Four ကွင်းကြီးမှာ PSG တင်းတလာကိုကစားခဲ့တဲ့အချိန်မှာသူက Go Twin United ပြည်သက်တည်းရှိမှာဒီမလေးစားရဲ့အပြစ်မှုလုံဆောင်ခဲ့တာကြောင့် United ပြည်သက်တည်းကဆိုရင်ယနေ့ချိန်ထိဒီ Maria ဆိုရင်မုံတိနေရဆက်ဖြစ်ပါတယ်နောက်ထပ်ကစားသမားတဦးကတော့ Manfit ဒီပိုင်းပဲဖြစ်ပါတယ်ကျွန်တော်2015ခုနှစ်မှာနီပြတ် Louis Van Gaal အနေနဲ့ကျွန်တော် PSV တင်းကနေ Manfit ဒီပိုင်းကိုပြောင်းရွှေ့ကြေးပေါင်25သန်းအသုံးပြုပြီးတော့ United တင်းစီကိုခေါ်ယူပေးခဲ့တာဖြစ်ပါတယ် မဖစ်ဒီပိုင်းဟာကျွန်တော်ဒီ United နာမည်ကျော်တမိုင်းဝင်ကျော်နံပါတ်9ဂျာစီကို ဝိစင်ကိုရရှိခဲ့ပြီးတော့ကျွန်တော်တရားတိကျကြအတင်းမှာအသုံးတော်ခံခဲ့ရဖြစ်ပါတယ်။နောက်တစ်ကစားမတူကတော့ဒီကစားမတူကတော့ဖဲကာဝဲဖြစ်တယ်။ကျွန်တော်ဒီမိုနာကိုအတင်းနဲ့ကိုလံမီယာအတင်းမှာဂိုးသွင်းဆက်နေနဲ့နာမည်ကျော်တဲ့ကစားမတိုက်စစ်မှုတအုပ်လည်းဖြစ်တယ်။ဒီကစားမနောက်ဆက်လေးခုနဲ့မှာနီးပြလူဝစ်ဖန်ဟာလက်ထံမှာယူနိုက်တက်တို့ကမိုနာကိုအတင်းစီရတရားတိ9နဲ့ခေါ်ယူခဲ့တာဖြစ်တယ်။အတရားတိ9နဲ့ခေါ်ယူခဲ့တဲ့အချိန်မှာတော့ကျွန်တော်စာချုပ်ချုပ်တဲ့အချိန်မှာယူရို55သန်းနဲ့အပိသက်ခေါ်ယူခွင့်စာချုပ်ဆိုရတဲ့ပါဝင်ခဲ့တယ်။ဒါပေမဲ့နီးပြလူဝစ်ဖန်ဟာကတော့ဒီဖဲကာကိုအပိသက်ခေါ်ယူဖို့ညှင်းဆိုခဲ့တယ်။ဘာလို့လဲဆိုတော့သူကအတင်းမှာ29ဘက်ကစားပြီးတော့သွင်းကို၄ကိုသာသွင်း ူးနိုင်တယ်လို့ဖြစ်ပါတယ်နောက်ပိုင်းမှာတော့သူကဒီ Chelsea အသင်းကိုအားနဲ့ပြောင်းရွှေ့သွားခဲ့ပြီးတော့ Monaco, Galatasaray, Valencia နဲ့လက်ရှိမှာတော့ Colombia Club တို့ကိုပြောင်းရွှေ့ကစားနေရလည်းဖြစ်ပါတယ် ်နောက်ထပ်ကစားမသူကတော့ Alexis Sanchez ပဲဖြစ်တယ်ပီယာနိုလီ TV United တင်ကိုရောက်ရှိတဲ့ကစားမဖြစ်တဲ့အဲကျွန်တော်ဒီ United အနေနဲ့ Arsenal နဲ့ကျွန်တော်အလဲထက်ချခဲ့တဲ့အပြောင်းရွှေ့ဆိုရင်လည်းမမအောင်ကျွန်တော် United အသင်းမှာခြေစွမ်းပြနေကစားသမား Europa League ယူပေးထားကစားသမားတအုပ်ဖြစ်တယ် Mickey Darren နဲ့ Alexis Sanchez ကိုအလဲအလဲထက်ချပြီးတော့ကျွန်တော်ဒီအပြောင်းရွှေ့ဖြစ်ပေါ်လာခဲ့တာဖြစ်တယ်ကျွန်တော် United အနေနဲ့စင်မိုးတက်ချုံးမွားပို့ပြီးကြီးခဲ့တဲ့ကစားသမားဆိုရင်လည်းမမအောင်ကျွန်တော်ဒီအလဲထက်ချခဲ့တဲ့ကစားသမားဖြစ်ပြီးတော့ကျွန်တော်ဒီ PR လစားလည်းမနေမနှောပေးခဲ့တာဖြစ်တယ်နောက်ဆုံးမှ United အသင်းကသူ့ကိုပိုင်းနိုင်စေနဲ့ Inter Milan အသင်းကိုပတ်ထုတ်ခဲ့တာလည်းဖြစ်တယ် လာစားတော်မှာ United အသင်းကတစိုက်တစ်ပိုင်းပြေးချေခဲ့ရသေးတယ်။တော်တော်လေးဟိုမှာ United အနေနဲ့အကျိုးမရှိတဲ့ခေါ်ဆောင်မှုဖြစ်တယ်လို့ရောင်းမဝယ်မာရဲမှာတကယ်ကိုနာမည်ကြီးခဲ့တဲ့အပြောင်းအရွှေ့တစ်ခုဆိုရင်တော့မမှားဘူး။ Sanchez က United အသင်းမှာအတွင်းကိုအများများဆဆလဲတွင်းနိုင်ငံချင်းမရှိတယ်လို့ဖန်တီးမှုအများပြားလဲလှုပ်ဆောင်နိုင်ငံချင်းမရှိဘူး။သူ့ရဲ့ prime time မှာတော့သူက Barcelona Arsenal စတဲ့အသင်းတွေမှာအများကြီးအကျိုးပြုခဲ့တယ်ဆိုပေမဲ့ United အသင်းမှာတော့ထင်သလောက်လုံးပြနိုင်ငံချင်းမရှိဘူး။နောက်ဆုံးမှာအသင်းပြောင်းပြောင်းရွှေ့သွားခဲ့တဲ့တိုင်အောင် United အသင်းအကြောင်းကိုကြုံရင်ကြုံလို့အထောက်ဖြစ်ပြနေတဲ့ကစားသမားတအုပ်ဆိုလည်းမမှားဘူးဗျာ။ အဆုံးကစားမတော့ကျွန်တော်ပေါ်ပေါ်ပါပဲဖြစ်တယ်ကျွန်တော်ဒီ United သင်ကသူ့ရဲ့ Academy အတွက်ကစားသမားကိုကျွန်တော်စိုင်းကြီးလေးကြောင်းရှိရေးတည်ရနဲ့ပြန်နဲ့ခေါ်ယူခဲ့တာဖြစ်တယ်ဒီပေးရတဲ့ဈေးနဲ့ Titan နဲ့ခြေစွမ်းကိုပြသနိုင်လားဆိုတော့လေပြသနိုင်ငယ်လို့ပြောလို့မရပြန်ဘူးပထမ၄ရောက်တော့ तू ကတားရဲဆိုပေမဲ့ तू ကပွဲပေါင်း226ပွဲမှာကျွန်တော်ဂိုး၄၀တာသွင်းနိုင်ခဲ့တယ်ဖန်တီးမှုတွေများစွာပြုလုပ်နိုင်ခဲ့တယ်ဆိုပေမဲ့ तू ကထင်သလောက်အောင်မြင်မှုမရခဲ့ဘူး ောက်ပြီးတော့ပေါ့ပါကကျွန်တော်ဒီ United team မှာပြိသက်တွေနဲ့မကြခဏဆိုသလိုဒီပြိသက်တွေရဲ့ဒီမနာလိုမုံလိချင်းကိုလည်းခဏခဏခံရတဲ့ကစားသမားဖြစ်တယ်။နောက်ပြီးအသင်းကနေပြောင်းရွှေ့ဖို့ခဏခဏစကအုပ်တဲ့နဲ့ကစားသမားတအုပ်ဖြစ်ပြီးတော့နိုင်ငံအသင်းမှာဆိုရင်ခြေစွမ်းတမျိုး၊ကလပ်အသင်းမှာဆိုရင်ခြေစွမ်းတမျိုးဆိုပြီးတော့အဲ့လိုမျိုးပြိသက်တွေရဲ့ဝေဖန်ခြင်းကိုခံရတဲ့ကစားသမားတအုပ်လည်းဖြစ်တယ်။နောက်ဆုံးမှာပေါ့ပါသူ့ရဲ့ဒီအသင်းဟောင်းဖြစ်တဲ့ United team ကိုပြန်လဲပြောင်းရွှေ့သွားခဲ့ပြီးတော့နောက်ဆုံးမှာတာမစ်စေးပြဿနာကြောင့်ကလာရှိပွဲပဲခံရတဲ့ကစားသမားတအုပ်ဖြစ်ပြီးတော့လက်ရှိမှာတော့ ဒီပေါ်တူဂီကလပ်အသင်းတက်တက်လေးတစ်ခုကိုပြောင်းရွှေ့သွားတယ်ဆိုတဲ့တင်းထွက်ပေါ်နေပဲဆိုပေမဲ့ကျွန်တော်ဘဲကလပ်အသင်းကြီးမှာပေါ်ပါကိုလက်ရှိမှာတော့ခေါ်ယူဖို့ကမ်းလှမ်းတာမျိုးတော့မရှိပါဘူးကျွန်တော်ဒီနေ့မှာပြောပြပေးသွားတဲ့အကြောင်းအလေးကတော့ကျွန်တော်ဒီ United အသင်းနဲ့ကမ်ဆတ်ခဲမအောင်မြင်ခဲ့တဲ့ကစားသမား၅ယောက်ရဲ့အကြောင်းကိုကျွန်တော်ဒီနေ့မှာပြောပြပေးသွားတာဖြစ်ပါတယ်ဒီ season လေးကိုကြိုင်နေတဲ့အရင်ကျွန်တော်ဒီ video လေးကို like and share လုပ်ခဲ့ကြပါအောင်နောက်ပြီးကျွန်တော် YouTube channel လေးကို subscribe လုပ်ခဲ့ကြပါဦးမေးပါနဲ့အားလုံးကိုကျေးဇူးတင်ပါတယ်